အားသောဝါလာရှင်ညီကောင်မတော်များလုံးပဲမင်္ဂလာနေ့လည်ခင်ပါခင်ဗျာဧပြီလ16ရက်နေ့ရက်နောက်ဆုံးရအာဆင်နယ်နေ့လည်ခင်တင်လေးပုတ်ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ပထမဆုံးတင်ဖို့ကတော့ Arsenal Fantastic News ကဖော်ပြထားတဲ့ Martin Zuma ရဲ့သတင်းတွေပဲတွားလိုက်အောင်အရှိရထွက်ခဲ့ဝင်တဲ့သတင်းနဲ့မတူတဲ့အတွက်ထပ်မံဖော်ပြပေးဖြစ်တာပါ မာတင်ဆူယီမန်ကြီးနဲ့ပတ်သက်ပြီးလက်ရှိချိန်မှာအာဆင်နယ်ရဲ့အာဆာဒရိုက်တာတဲ့အန်ဒရီဘာတာကဒီတပတ်ထဲမှာပဲစပိန်နိုင်ငံကိုထွက်ခွာသွားပြီးတော့ကစားသမားနဲ့နောက်ဆုံးဖိုင်နယ်စတက်တချို့ကိုဆွေးနွေးဖို့ရှေ့ဆိုပြီးဖော်ပြထားတယ်။ဆာယုတ်ဆိုင်တဲ့ကိစ္စတချို့ကိုအပီးသက်ဖို့လဲလှုံ့ဆော်မှုပြင်ဆင်ထားကြသည်ရတယ်။လောလောဆယ်တော့တချို့ပိုင်းတွေမှာနှုတ်အားဖြင့်မာတင်ဆူယီမန်ကြီးနဲ့ပြောဆိုထားပြီးမဲ့တကယ်ကြယ်တွေးဆုံပြီးတော့လုံရမဲ့စတက်တီကအများကြီးကြံသေးတယ်။အဲ့ဒီအတွက်အန်ဒရီဘာတာကိုတိုင်းစပိန်ကိုသွားမယ်။အဲ့ဒီမှာထပ်မံဖော်ပြထားတဲ့နောက်ဆုံးအချက်တစ်ချက်က ပေါင်4845 45ရနေခဲ့တဲ့မာတင်ဆူမန်ဒီရဲ့အဲ့ဒီလုခလာစာရဲ့၃စားလောက်ထိအာဆင်နယ်ကပေးဖို့အတွက်ဘတ်ဂျက်ချထားကြာတိရတယ်။အဲ့တော့ပေါင်တသိန်းကတော့အ ਨੇ ဆုံးကျော်သွားမယ်။ပေါင်တသိန်း2000ပေါင်တသိန်း3000လောက်ထိဒီစပိန်ကွင်းလက်ကစားသမားကိုပေးဖို့အတွက်အာဆင်နယ်ကပြင်ဆင်ထားပြီးတော့အာဇာဒေတာတဲ့အန်ထရီပါတာကိုတိုင်းရီယယ်ဆိုစီတက်ကို ထွက်ခွာသွားတော့မှာပေါ့လေဒီနေရာမှာပဲဒီကစားသမားကိုကာလာရှီကြိုက်နေခဲ့တဲ့လပပူးပါဝင်လက်ရှိအချိန်မှာရီယက်မက်တစ်ကလည်းဒီအချိန်တွေကိုစောင့်ကြည့်နေတချို့ report တွေဖော်ပြထားသလိုဇူဝီမန်ဒီပြိုင်ပွဲနေ့ကရီယက်လုံးဝထွက်ခွာသွားတယ်ဆိုရင်တော့မှຫນွေရောက်ရင်ဒီကစားသမားကိုယ်စီရောက်ပြီဆိုတော့မှဒါကျွန်တော်တို့စိတ်ချလို့ရမယ်ဒီသာသတင်းလောကတော့မျိုးစုံဖော်ပြမှာပဲဒါပေမဲ့ကျွန်တော်တို့ဒီကျွန်တော်တို့လိုချင်တဲ့ top 1 target player တွေကိုအဲ့လိုမျိုးအနည်းဆက်ဆုံးကြိုပြီးသဘောတူညီမှုယူထားနိုင်တာကအကောင်းဆုံးပဲအဲ့တော့အာဆင်နယ်တို့ရဲ့အားသာတဲ့သွားတယ်ဆိုတာကဒီကစားသမားနဲ့ပတ်သက်ပြီးတော့ ော့စာချုပ်မှာတချို့အပိုင်းတွေကိုပေးမှတ်ပုံစံမျိုးတေချာတူကတော့ဗျာစာချုပ်ဖြစ်တဲ့ကြီး Euro တန်း60ကိုအာဆင်နယ်တို့က installment payment နဲ့တော်ပြီးခွဲပေးလို့မရဘူး။ဘာကြောင့်လဲဆိုတော့စပိန်နိုင်ငံရဲ့အဲဘောလုံးလောကဥရီတာတွေကစာချုပ်ဖြစ်တဲ့ကြီးပေးပြီးကစားသမားတူကိုခေါ်ပြီးဆိုရင်ပုံကြီးပေးရတယ်။အရေးကြပေးပိုင်ခွင့်မရှိဆိုတဲ့အချက်ရှိတယ်။အဲ့ဒီအချက်ကြောင့်အာဆင်နယ်ဒီဒီကစားသမားနဲ့ပတ်သက်ပြီးသွားတယ်ဆိုတာကစာချုပ်ဖြစ်တဲ့ကြီးကိုညှိနှိုင်းဖို့တော့မဟုတ်နိုင်ဘူး။အခြားအကြောင်းအရာတွေတော့ပါနိုင်တယ်ဗောလေ။လောဆယ်တော့တော်တော်များသတင်းတွေအရာ ဒေးဗစ်အွန်စတိန်းလိုသတင်းဌာနတွေရဲ့ဖော်ပြထားချက်အရဆိုလို့ရှိရင်တော့ဒီကစားမကအာဆင်နယ်ကိုရောက်ဖို့အတွက်နံပါတ်1ဦးစားပေးဖြစ်အနည်းဆက်ဆုံးရှိနေပါတယ်။26ရက်နေ့စပိန်သားကတော့2029ခုနှစ်တီဆိုစီတက်နဲ့စာချုပ်သက်တမ်းရှိသေးပေမဲ့အာဆင်နယ်ကိုလာဖို့ပဲရွေးချယ်ထားဆိုပြီးသတင်းတော်များဖော်ပြနေပါတယ်။2023 2024ကြံခဲ့တဲ့ဘောလုံးရာသီက41ရက်ပဲဒဏ်ရာကျနားခဲ့ရတယ်။ရှေ့တက်နှစ်မှာတော့10ရက်ပဲနားခဲ့ရပြီးတော့ဒဏ်ရာနဲ့ပတ်သက်ရင်တော်တော်လေး strong ဖြစ်တဲ့ကစားသမားပါ။ အဲ့တော့အာဆင်ရဲ့အသင်းရဲ့ကွင်းလေပိုင်းအတွက်စာချုပ်အလွတ်နဲ့ထွက်ခွာမဲ့ကစားသမား2ဦးရှိနေတဲ့အချိန်မှာဒီကစားသမားကိုပြန်လည်အင်အားဖြည့်တင်မှုလုပ်ဖို့အတွက်အာဆင်တို့ကဦးစားပေးဖြစ်ပြစ်မှတ်ထားလှုပ်ဆောင်နေပါတယ်။ဒုတိယမြောက်သတင်းတစ်ပုဒ်ကတော့ဖေဗီဆိုရိုမန်နိုကအာဆင်တို့ရဲ့လူငယ်ကစားသမားလေးလူးဝစ်စကယ်လီနဲ့ပတ်သက်ပြီးတော့ ဒါပေါ်ပြသွားပါလေလူးဝစ်ကယ်လီရဲ့စာချုပ်အခြေအနေနဲ့ပတ်သက်ပြီးတော့ဖေဘီဆူရိုမာနိုပေါ်ပြထားတော့အာဆင်နယ်နဲ့လူးဝစ်ကယ်လီကြားအခြေအနေတွေကအပြီးသဖို့အနည်းဆက်ဆုံးအခြေအနေကိုရောက်လာခဲ့ပြီးအန်ဒရီဗာတာကိုတိုင်ဒီကိစ္စကိုဦးစားပေးလှုပ်ဆောင်နေပြီးတော့စကယ်လီကလည်းအသင်းရဲ့လက်ရှိအချိန်မှာအဓိကကစားသမားဖြစ်နေတဲ့အတွက်အရန်ကမှပျော်ရွှင်နေပြီးတော့ ဒီ final step တချို့ကမြင်မြန်ဆက်ဆံပဲပြီးစီးသွားဖို့ရှိဆိုပြီးသူကဖော်ပြသွားတယ်ပြီးတော့ဒီကစားသမားရဲ့ agent ကလည်းသူ့ရဲ့မိခင်ကိုယ်တိုင်ဖြစ်တာဖြစ်တဲ့အတွက်အာဆင်သင်းတာဝန်ရှိသူတွေနဲ့သူ့ရဲ့မိခင်မာစီယာကိုယ်တိုင်ဆွေးနွေးမှုတွေလုပ်နေရမှာကြခင်မှာအပြီးသက်သွားဖို့ရှိရဆိုပြီးတော့ PP ဆိုရမန်တို့ကဖော်ပြထားပါတယ်အသက်16နှစ်ရွယ်အင်္ဂလန်လက်ရွေးစင်ကတော့2025ဂျွန်ဆိုစာချုပ်တက်တန်းကုံဆုံးတော့မယ်အခုကျွန်တော်တို့၄လပိုင်းဗျာဂျွန်လက6လပိုင်းဂျားထဲမှာ2လတင်းတင်းပဲကျန်တော့တဲ့အချိန်မှာဒီလိုအနေထားမှာအာဆင်သင်းတာဝန်ရှိသူတွေက ဲ့ဒီမတိုင်ခင်တော့ official signing ဖြစ်လုပ်မယ်ကျွန်တော်တခါချင်း arsenal လုတ်တဲ့အကျင့်လေးတစ်ခုရှိတယ်အဲ့ဒါပါလဲဆိုတော့အခုသူရဲ့လူငယ်စားသမားလေးဖြစ်တဲ့ ethan wanderi ရဲ့ lewis kelly ရဲ့နှစ်ယောက်စလုံးကို official signing ဆိုပြီးတော့တစ်ချိန်တည်းတရက်တည်းထုတ်ပြန်တာလည်းဖြစ်ကောင်းဖြစ်လာနိုင်တယ်အဲ့တော့စောင့်ကြည့်ရမှာပေါ့လေတရားတကူကတော့နှစ်လဆွဆွမဲကျွန်တော်တဲ့စာချုပ်အနေထားရဆိုရင်တော့ arsenal တို့မှာဒီလက်မှတ်ထိုးပြီးတော့ official ထုတ်ပြန်ဖို့အကြာကြီးစောင့်နေလိမ့်မယ်လို့ကျွန်တော်မထင်ဘူး။လာမယ့်ရက်30အတွင်းမှာလည်းဖြစ်ကောင်းဖြစ်သွားနိုင်တယ်ပေါ့လေ။တပတ်ကိုပေါင်4000မရနဲ့ဒီစားမကို1နေရီရောသူ့ရောပေါင်3000ပေါင်4000ပမာဏနဲ့အာဆင်နယ်တို့ကနှစ်ရှည်ကွန်ထရက်ချုပ်ဖို့ပြင်ဆင်နေတဲ့ချို့ရူမာကြီးလည်းတွေ့ရပေါ့လေ။ဒါကတော့လေးနှစ်ချုပ်မလားငါးနှစ်ချုပ်မလားတပတ်ကိုပေါင်3000ပေးမလား4000ပေးမလားဆိုတော့ official signing ဖြစ်ပြီးမှကျွန်တော်တို့အတိအကျသိရမယ်ဒီယာတီမှာ32ပွဲထိဝင်ဆော့ထားပြီးတော့တကိုးသွင်း တလုံးဖန်ရင်းထားတယ်အဝါငါးကက်အနီတကက်ထိထားပါတယ်ပထမတော့အနီနှစ်ကက်ပေါ့လေဒါပေမဲ့တကက်ကပြင်ပြီးပယ်ဖြတ်ပေးလိုက်တယ်အဲဆိုလူးဝစ်ကယ်လီကောအီတန်ဝန်ဒီရဲ့စာချုပ်တီကတော့အာဆင်နယ်တို့အတွက် PC တက်လောက်တော့ဖြစ်နေပြီဘယ်နေ့မှ official လက်မှတ်ထိုးပွဲလုပ်မလဲဆိုတာကိုပဲကျွန်တော်စောင့်ကြည့်သွားတော့မှာပါတတိယမြောက်သတင်းတစ်ပုဒ်ကိုတော့ဒါအာရီတာရဲ့အင်တာဗျူးပြောစကားတွေကိုပဲကျွန်တော်စူးစီးပြီးဖော်ပြပေးသွားပါမယ်။အဓိကတော့ဒန်ယာကစားသမားကြီးနဲ့ပတ်သက်ပြီးသူကဖော်ပြသွားတာ။ခိုင်ဘက်နဲ့ပတ်သက်ပြီးတော့ဖော်ပြသွားတာတော့တကောက်ကျော်တန်အကြောင်း ခွဲစိတ်ပြီးတော့ကာလရှိနားနေခဲ့တဲ့ခိုင်ဘက်လက်ရှိမှာပြန်လည်ထူထောင်ရေးလုပ်နေပြီမျော်မှန်းထားတာထတော့ပို့ပြီးဆောလာဖို့ရှိရဲဒါပေမဲ့ချန်ပီယံလိစီးရင်ဖိုင်နယ်အမိပြန်လာနိုင်မယ်လို့တော့မထင်သေးဘူးဆိုပြီးတော့အိုက်ဒါပြောသွားတယ်အဓိကတော့ဒီစားမပြန်လည်ထူထောင်ရေးလုပ်ပြီးမြန်မြန်တက်တာလာတာမှတ်မိမဲ့အတင်းဖီအားပေးပြီးစောစောပြန်သုံးသွားဖို့မရှိဘူးဆိုပြီးတော့ဒါသတင်းထောက်တွေကိုဖိကြားခဲ့ပေါ့လေကာလာဖီယိုရီကတော့ဒူးတန်ရနေပြီးတော့ပြန်လည်တက်တာလာပြီးတော့အချို့အချိန်တွေမှာဆိုရင်အတင်းနဲ့ fully training ပြန်ပြီးဆင်းနိုင်ပြီးတော့လာမယ့်ချန်ပီယံလိစီးရင်ဖိုင်နယ်ပထမအကြော PSG အတင်းနဲ့ ဲ့ပွဲစဉ်မှာဒီသမားပြန်ပါလာနိုင်ခြင်းရှိရဆိုပြီးတော့အာရီတာကအရေးမို့ပြောသွားပါတယ်ပြန်ပါလာဖို့ကတော့တော်တော်လေးနှီးစက်နေပါပြီ fully training လည်းဆင်းနိုင်ပြီဒီလိုအနေထားမှာဒီကစားသမားတွေနဲ့ champion league semi final မှာသာပြန်ပြီးလာနိုင်မယ်ဆိုလို့ရှိရင်တော့ tomat party မပါနိုင်တဲ့ပထမကြော့မှာအာရီတာနေနဲ့ကွင်းလယ်ပိုင်းအတွက် ဒါမှမဟုတ်ခန်းစစ်ဘယ်ဘက်ချမ်းအတွက်တော့ option တစ်ခုအနေနဲ့ပို့ပြီးတော့ကောင်းမွန်တဲ့ရွေးချယ်မှုတစ်ခုလုပ်နိုင်မှာပေါ့လေဒီနေရာမှာအမျိုးမျိုးပြောနေကြတာရှိတယ် Color Fury ကိုဘယ်နေရာမှာသုံးမလဲ Louis Kelly ကိုကွင်းလည်ပြန်ပို့လိုက်မလား Dion Roma ဒီ Color ကြီးပြန်ဆင်းလာမလား Timber ကောကွင်းလည်တက်ဆော့မလားဆိုတာကတော့များမောင်းများစွာနဲ့လက်ရှိချိန်မှာအားလုံးကထင်ကြီးပေးနေတယ်ဒါပေမဲ့ကျွန်တော်စောင့်ကြည့်သွားမှာပါ AIDA တို့ player တွေအားလုံးမှာတော့ ဒါဒါနဲ့ပတ်သက်ပြီးတော့သူတို့မှာကောင်းကောင်း game plan ရှိလိမ့်မယ်တခုအားသာတာကကျွန်တော်တို့ကစီးဖိုင်နဲ့ပထမချုပ်ကိုကိုယ့်အိမ်ကမှာအဲ့ခံကစားမှာအဲ့ဒီခုကတော်တော်လေးအားသာတယ်ဒါကြောင့်မို့အာဆင်နယ်နေနဲ့တော်မတ်ပါတီမပါနိုင်ပြီမဲ့လေအခြားကစားသမား quality မြင့် player တူကိုကွင်းလင်းမှာအကောင်းဆုံး rotation လုပ်ပြီးစောင့်နိုင်ပြီမဲ့လို့ကျွန်တော်ကယုံကြည်ထားပါတယ် နောက်တစ်ယောက်ကတော့ဒါဂျော်ဂျင်ညိုပေါ့လေဂျော်ဂျင်ညိုကတော့နိုင်ယိုးဒံအကြောင်းနားနေခဲ့ရတာသူ့ရဲ့နိုင်ယိုးဒံကတော့လက်ရှိထိမှာစစ်ဆင်းနေသေးဖြစ်တယ်သူဘယ်တော့ပြန်လာမလဲဆိုတော့မသိသေးပါဘူးစေးဖွဲ့စီကထောက်ခံချက်ရမှာပဲဒီကစားမောက်ကျွန်တော်ပြန်သုံးပြလို့ရမယ်လောလောဆယ်တော့နိုင်ယိုးဒံရနဲ့ပတ်သက်ပြီးတော့စစ်ဆင်းနေသေးပဲရှိရဆိုပြီးတော့အိုက်တာကဖြေသွားခဲ့တယ်အဲ့တော့လာမယ့် လာကုံအထီလောက်ထိကကျော်ချင်ညိုကိုကျွန်တော်တို့အသုံးပြုလို့ရမယ်မဟုတ်သေးဘူးလို့တော့ကျွန်တော်ကတော့ထင်ထားပါတယ်။နောက်ဆုံးတစ်ယောက်ကတော့စာချုပ်ကိစ္စနဲ့ပတ်သက်ပြီးတော့ပါတီအပောင်ဝင်အသင်းရဲ့အဓိကကစားသမားအလုံးကိုအာဆင်နယ်ကဆွေးနွေးမှုတွေလုပ်နေတယ်ဆိုပြီးတော့သူကပြောသွားတယ်။အာဆင်နယ်ရီမန်ချက်ကရှင်းတယ်။အဓိကကစားသမားတွေတက်တန်းကုံကဏီကစားသမားတွေပတ်သက်ပြီးတော့ဆွေးနွေးမှုတွေရှိနေပါဆိုပြီးတော့အိုင်ဒါကဖြေသွားခဲ့တယ်။ဂျိန်းသေးစာချုပ်ဝင်ဘာညာတော့မပြောပါဘူး။ဆွေးနွေးနေတယ်အဆင်မပြေရင်လက်လွတ်လိုက်မယ်ဆိုသဘောမျိုးတော့ခွာဖြေွားတော့ရှိတယ်။အဲဆိုဒဏ်ရာရတဲ့ကစားသမား၃ယောက်ကဲ စာချုပ်သက်တမ်းကိစ္စနဲ့ပါတီကိစ္စရို့တော့အိုက်တာကမီဒီယာထက်မှကုလို့ဖြေချသွားပါတယ်ဒီစီဇန်လေးကိုဒီကောက်ကွန်ကြီးပုံပြီးတဲ့ရှူဘောလုံး online agent ကိုလည်းကျေးဇူးတင်ပါတယ်အမှဆော့ပဲဆိုတော့ Viber ဖုန်းနံပါတ်ညာကို6916633935တညာဆက်သွယ်ပြီးတော့ဝန်ဆောင်မှုအပြည့်အဝရောက်နေမှဖြစ်လို့ငွေပုံချက်ရှိမှဘောလုံးပွဲတွေလောင်းမှာဘောလုံးပွဲတွေလုံးဝမလုံးတက်ဆိုလို့ YouTube မှာကိုထုတ်ဖော်ဖို့ရွေးချပြီးကျွန်တော်တို့အားပြုလို့ရပါတယ် Viber ခွင့်ရှိကို Sport Internet ငါတို့လုံးမိတို့ကိုကစားလို့ရနေပါပြီခင်ဗျာနောက်ဆုံးသတင်းတစ်ပုဒ်ကိုတော့ဒီနေ့ညညမစံတို့ချင်း6နာရီမှာကံမဲ့ အာဆင်နဲ့မျိုးသမီးအသင်းပွဲစဉ်နဲ့ပတ်သက်ပြီးတော့ဖော်ပြပေးသွားကြပါတယ်။အာဆင်နဲ့မျိုးသားအသင်းနီးတူပဲควอတာဖိုင်နယ်မှာရီယယ်မက်ဒရစ်အသင်းကိုအနိုင်ယူပြီးကျော်ဖြတ်လာနိုင်ခဲ့တဲ့အာဆင်နဲ့မျိုးသမီးအသင်းကတော့ဒီအမျိုးသမီးချန်ပီယံလီပွဲစဉ်ရဲ့အအောင်မြင်ဆုံးဖြစ်တဲ့ Lion အသင်းနဲ့ဒီညမှာရင်ဆိုင်တွေ့ရမယ်။ကို့အိမ်ကွင်းမှာအခက်ကစားမှာပေါ့လေ။ပထမအကြော့ဖြစ်အဲ့တော့တစ်ဖက်မှာဆိုလို့ရှိရင်လည်းမနက်ဖြန်ကျရင်ဘာစီလိုနာနဲ့ချယ်ဆီတွဲဆိုင်ရှိတယ်။အဲ့တော့တစ်ဖက်ကဘာစီလိုနာချယ်ဆီဒီဘက်ကအာဆင်နယ်လိုင်ယွန် ဘောလူဘွဲမှာဘယ်အသင်းတွေတွေ့မလဲစောင့်ကြည့်သွားမှာပေါ့လေအာဆင်နယ်ကတော့ပေါ့လို့မရဘူးအရှိမကြုံခဲ့တဲ့ရီယက်ထက်အများကြီးခက်တယ်ဘာလို့လဲဆိုတော့အမျိုးသမီးဘောလုံးလောကမှာလိုင်ယွန်ကချန်ပီယံလိမှာရှစ်ကြိမ်အထိအများဆုံးပိုဆွဲထားခဲ့တာအာဆင်နယ်မျိုးသမီးအသင်းကတစ်ကြိမ်တော့ပိုဆွဲထားတယ်အဲ့တော့ဒုတိယအကြိမ်တော့ဧပြီလ29ရက်နေ့မှာကန်ရဖို့ရှိတယ်အာဆင်နယ် Woman Super League အမှတ်ပေးပွဲစဉ်မှာဆိုရင်အာဆင်နယ်မျိုးသမီးအသင်းကတပွဲတော့ပိုကန်ထားတယ်။ဒါပေမဲ့၃မှတ်အကွာနဲ့ဒုတိယနေရာမှာရှိတယ်။အဆင့်တစ်ကတော့ Chelsea ပေါ့လေ။အဲဆို တတိယနေရာမှာတော့ Manchester United 42မှတ်သတုဒ္ဒနေရာမှာတော့ Manchester City 35မှတ်နဲ့ရှိနေပါတယ်အဲ့တော့ Arsenal အမျိုးသမီးတင်းကိုလက်ရှိချိန်မှာပဲ့ကင်နေခဲ့တာတော့36နှစ်အရွယ် Netherlands သူ Rene Slanger သူကလက်ရှိချိန်ဒီ Arsenal အမျိုးသမီးတင်းကို28ပွဲကင်တည်ထားတယ်22ပွဲနိုင်ထားတယ်တပွဲတည်း4ပွဲရှုံးထားတယ်တချို့ရှုံးတဲ့ပွဲတွေမှာဆိုအုံကိုနဲ့ရှုံးခဲ့တာတွေရှိတယ်တကယ်ကိုမှ ကိုသွင်းကျန်းတဲ့ plain style တစ်ခုကိုပုံဖော်ထားတဲ့နီးပြလို့ပြောလို့ရတယ်ပထမတော့သူကတော့လက်ထောက်နီးပြယာယီခန့်တယ်အဲ့ရမှသဘောကျပြီးတော့နီးပြချုပ်ဖြစ်လာခဲ့တာအဲ့ရင်းစလန်ကရဲ့လောက်မှာအာဆင်နယ်မျိုးသမီးအသင်းအနေနဲ့ Real Madrid ကိုစပိန်ပြည်မှာ2-0ပြတ်နဲ့ရှုံးခဲ့ပြီမဲ့လေအိမ်ကွင်းမှာ3-0မြတ်နဲ့ကမ်ပတ်နိုင်လာခဲ့တာတကယ်ကိုမှတော်တော်နမဲကြီးသွားခဲ့တဲ့ movement ပေါ့လေအခုတော့ lion အသင်းကိုကိုယ့်အိမ်ကွင်းမှာအနိုင်ယူထားနိုင်မလားဒါမှမဟုတ်ဘလို့ရလက်ထွက်မလဲဒီညစောင့်ကြည့်သွားပါပါတချို့တွေဘာမှကြည့်ရမလဲမေးရလူရှိပါတယ် အာဆင်နယ်အမျိုးသမီးအသင်းပွဲစဉ်တွေရဲ့တော်တော်များအမျိုးသမီးအသင်းပွဲစဉ်တော့ YouTube မှာဒါ human champion league ဘာညာရိုက်ရှာလိုက်လို့ရှိရင်တော့အဲ့ဒီ live လွှင့်တဲ့အချိန်မှာတော့ဓာတ်ရိုက်လိုက်ပြတာရှိပါတယ်အမျိုးသမီးအသင်းပွဲစဉ်တွေရပါလေအဆုံးထိကြည့်ပြတဲ့လဲအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ